စကြပါအောင်လို့တော့မပြောလိုက်ရအောင်ဆိုတော့အားလုံးမင်္ဂလာပါရှင် Model Blog Channel ကနေပြန်လဲကြိုဆိုလိုက်ပါရနော် Mo ကဒီနေ့အိမ်ကိုလွမ်းနေရမို့လို့အိမ်ထမင်းအင်းလေးကိုချက်စားမှာပဲဖြစ်ပါတယ်ရင်ဆုံးဟင်းချက်ဖို့အတွက် Mo ပြင်ဆင်ပါတယ်ချက်တုံနေချက်တုံမျိုးလေးအရင်ဆုံးတင်ပါတယ်ရှင်ပြီးတော့မိုးလိုပဲပိန်လိမ်နဲ့ဂျင်းလေးကိုပါထပ်တင်လိုက်ပါရနော် ားလုံးပြီးတော့ရစွန်တော်မိုးကြီးလေးနှစ်ပြန်လောက်တော့ဆီးလိုက်ပါတယ်ရှင်ပြောင်းသွားအောင်ဒီတော့ချက်တွန်လေးအနေတော်လေးတောင်းလိုက်ပါတယ်ဂျင်းလေးကိုထောင်းပါတယ်ချင်းလေးခူပြီးတော့ချက်တုံချူလေးကိုစားနေငယ်လေးထည့်မှထောင်းပါရဲ့မမျက်မှောက်ဆုံးလို့ပေါ့နော်ပြီးတော့မိုးစီလေးထည့်လိုက်ပါရှင်စီဟုတ်တင်နေရင်လည်းချင်းလေးကိုတော့အဖက်မထည့်တော့ပေါ့နော်အရင်ပဲညစ်ထည့်လိုက်တဲ့စက်သားလေးစစ်ချက်ပြီးဆိုရတဲ့မိုးကချက်တုံလေးလေးကိုထည့်ပါရဲ့ ပြီးတော့အချက်မညီမှာဆိုလို့မိုးတောက်လျှောက်မွေးနေပါတယ်ရှင်ပြည်ပြင်းနဲ့ချက်တနေလေးရအောင်ပြောင်းလာပြီပေါ့နော်အဲနဲ့မိုးစနုံးလေးအနေငယ်ထည့်လိုက်ပါတယ်ပြီးရင်တော့မိုးငရုတ်ဒီမုံလေးထည့်တယ်ပေါ့နော်နည်းတယ်လို့ထင်နေရတယ်ထပ်ထည့်ပါတယ် ပင်တော်မူစတုံပြင်းလေးထည့်ပြီးမှမွေပါတယ်ရှင်။လိုပဲမြဖြဖြလေးနဲ့ခဏခဏမွေရပါတော့။စတုံပြင်းလေးလည်းကြက်ပြီးဆိုတော့မိုးစက်သားထည့်ပါတော့မရှင်။စက်သားခဲကနေထည့်ထားမလို့ခဲနေပါတော့။လို့ကခဲညာနဲ့မိုးအားရေလေးအနေနဲ့ထည့်လိုက်ပါရှင်။ ပြီးတော့ဖုန်းလေး online ဖွင့်လိုက်ရေးလေးနည်းနည်းလေးထည့်လိုက်အဲ့လိုပဲမိဖြည်းဖြည်းလေးနဲ့တနိုင်လောက်တော့မင်းနားလိုက်ရပါတယ်စစ်သားလေးနူးလာပြီဆိုတော့မဆလာထုတ်ကလေးတစ်ထုပ်လောက်ဖောက်ထည့်လိုက်ပါတယ်ပုံမူးတော့အောင်လို့ပေါ့နော်ဒီတော့မင်း9မိနစ်လောက်တော့နှက်လိုက်သေးပါရဲ့ရှင်။ဒီတော့မိုးမီးလေးပိတ်လိုက်ပါရင်ဟိချဘုတ်တဲ့စစ်ထားတဲ့မုန်ငင်လေးတွေကိုမိုးအိုးလေးကိုထည့်ပါရင် ပြီးတော့မိုးစားလေးနဲ့ငယ်ခဲ့ပေါ့နော်ဂျင်းကြက်တုံလူလေးကိုထည့်ပါတယ်ဘွာဟင်းချမိုးမစားတော့ငါးမုံလေးတွေထည့်ပါတယ်ငါးလေးကိုပြုတ်ပြီးမှလော်ထားပေါ့နော်ပြီးတော့မက်လင်ဘက်မက်လင်ဘက်ကလေးကိုရေးလေးဆေးပြီးထည့်ပါတယ်ပြီးရင်တော့ဈေးကြိုင်ကပီလေးကိုထည့်ပါတယ်ရှင်ပြီးတော့မိုးစီလေးနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော် ပြီးတော့မိုးခန်းကျင်ဒီလေးပါမေ့နေတယ်ခန်းကျင်ဒီလေးပါထပ်ပြီးလွားပြီးထည့်လိုက်ပါချင်းအကြောင်းလေးလာသွားပါပြင်းအောင်မို့နဲ့တော့အောင်လို့နေပါတယ်ရှင်။စားလေးတွေလည်းနဲ့သွားပြီးဝင်သွားပြီးဆိုတော့မို့တေတော့မှာဖြစ်ပါဘူး။ ရေလေးတော့နည်းနည်းထည့်လိုက်တယ်ပေါ့နော်အိုကံမှာဆိုလို့ဒီလေးနည်းနည်းစိတ်ရှိလက်ရှိနဲ့ခဏခဏမူရပေါ့နော်မုံကြီးအယောင်ပြောင်းလာတဲ့ထီရောမျိုးစိတ်ရှိလက်ရှိနဲ့လို့ပါတယ်။ယောင်ပြောင်းလာပြီးနုံးသွားပြီဆိုတာနဲ့မိုးကြီးလေးထည့်လိုက်ပါတယ်။မုံကြီးအိုးကစိတ်ချရပြီးမတူတော့ဘူးဆိုတော့မိုးစတားလေးလေးခူပါတယ်။ตาลีคุยโยมโอซีบาเลยสิ မြုပ်ကလေးထွက်နေတယ်မင်းကဖယ်လိုက်တယ်ပေါ့နော်ကြီးကြည့်နေရပါရှင်ပြီးတော့ကြက်နေပြီဆိုတော့အရသာလည်းကောင်းနေပြီဆိုတော့နည်းနည်းလေးအုပ်ပြီးမှဖုံးလေးဟထားပါတော့မဟုတ်နည်းနည်းလေးရောဝါသွားမှဆိုလို့ပါရှင်ပြီးတော့မုံငပီဖြိုဖို့အတွက်ကျတုံဒီရဲ့မြုပ်ကြီးရဲ့လော်ပါတယ်မြစ်ပြင်းလေးနဲ့မြုပ်တရားကလပ်အော်ဒီရှာပေါ့နော်မိုးမတွေ့တာနဲ့တွေ့တဲ့မြုပ်ကြီးပဲဝင်ခဲ့ရပါတော့ ရပြီဆိုတော့မုတ်ဖူမှထောင်းပါတယ်ရှင်။ထောင်းညက်သွားပြီဆိုတော့မုတ်ငပိထည့်ပါလေ။အလဖက်မဟုတ်ဘူးနော်ငပိပါရှင်။ဒီလေးနဲ့ဖြော်လိုက်တယ်ပေါ့နော်ပြီးတော့မုတ်ငားမုတ်လေးနည်းနည်းလေးထည့်လိုက်တယ်ချုံမစားတော့လေပြီးတော့ထောင်းထားတဲ့အမြင့်ဒီလေးထည့်ပါလို့ပြီးတော့ရသွားပြီဆိုတော့ခူးပါရှင်။ ကဲချက်လို့လည်းပြီးပါပြီဆိုတော့ခါကျတော့စားလိုက်ကြရအောင်မစားခင်ရှင်းနံပါတ်လေးနဲ့အရင်မိတ်ဆက်ပေးမယ်ပေါ့နော်ဒါကမုံညံစော်မို့လို့ဒေတာအစားအစာပေါ့နော်ဒါကတော့ကြက်သားမဆလာချက်ဒါကငပိလေးနဲ့အတုံးမြုပ်လေးပေါ့နော်အတုံးမြုပ်ကတစ်ခါတည်းကတော့အလုံးလိုက်ပဲကြိုက်လို့အလုံးလိုက်ပဲထားတာမခွဲတော့အဲ့ဒါစားလိုက်ကြမယ်မုံညံစော်လေးကိုတော့ဖက်ကလေးနဲ့ပဲခတ်လိုက်မယ်ဘာလို့လဲဆိုတော့ရေတောက်ချင်တာဆိုတော့ဒီတက်ချင်အောင်ဆိုတော့ခွက်ကလေးနဲ့ခက်ပြီးစားမယ် ီမပီရတော့အကြိုက်ပေါ့နော်ကလော်ဒီရှာတာကလော်ဒီမတွေ့လို့တိုင်းလေးပဲလောက်ထားလိုက်တယ်မတော့ခွာဒီလေးနဲ့စားမယ်

lấy số tài số tài làm cho nên nó cô chắc cô ta đúng mà là sợ mà mà không được <laughs> ừ mua nhiều vào đây là sao

ใช่จริงอะไอ้อะไรล่านะใช่จุิงเรื่องมาขอดีหรอวะใช่ต้องขับไปรถขึ้นมาตัอืม ဟမ်မွေးဗီဒီယိုလေးဆုံးဖြတ်ကြည့်ရှုပဲလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေကြရင်ပြန်ဆုံမယ်ဘိုင်ဘိုင်စားလိုက်ပါအောင်မယ်